မိုးရွာနေမှန်းလဲခြံပြင်ရောက်မှကျမတို့နှစ်ဦးတီးကြသည်မောင်နှင့်ကျမနှစ်ဦးစေးဖြူတုတ်ထားသောတံတားလေးပေါ်၌ယုံရင်ဆန်ခတ်ဖြစ်နေကြသည်ကိုရင်းနှီးမြောင်းနေမှခြားတိတ်ကလေးနှစ်ဦးက အထူးဆန့်သပွဲကြည့်နေကြသည်မိမိပျောက်ပျောက်ဖြစ်သွားမှာပါဟုသောဖြေသိမ့်စကားကို ရုတ်တရက်ကြားရောင်လာမိသည်မောင်ပြောခဲ့သောစကားမဟုတ်နိုင်မောင်နှင့်ပတ်သက်သမျှကျမအစွဲလန်းကြီးမသည်ကိုမောင်အတီဆုံးမှာ ရှင်းတန်နေသောစပွဲပေါ်မှာတခုခုလိုသေးသည်ဘောင်းတပ်ပုံလိုနေတာပဲထင်းယူတစ်တာထဲမှာမောက်သိမ်းထားသော ဖိုတိုစတန်းကိုထုတ်ယူ၍လက်ကင်ပေါ်အဖြစ်ဖုံတုပ်ပေးလိုက်သည်မောင်တပ်ပုံရိုက်လျင်အပြင်မှလိုကြည့်မကောင်းပါတပ်ပုံတွေတွင်မောက်နှကန်းအောက်နှကန်းသည်ငကူထပ်ပေါ်၍ထူနေပြီး အနှင်းငယ်အလင်းရိပ်ကျလျင်ပင်တွဲကျလူနေပါဖြစ်သွားသည် မောင်မျက်လုံးများက အပြင်မှာလောက်မဆူရှာပဲရှက်ကိုရှက်ကန်ဖြစ်ဖြစ်နေတတ်ဤနောက်ပြီးရီလိုက်လျင်တအားချစ်ဖို့ကောင်းတော်မောင်သည်ဓာတ်ပုံထဲမှာမိသောမှမရီပြုံးတတ်ပါမောင်ကြီးမောသည့်အချိန်တွင်ကျမငေးမောကြည့်၍မောင်ကခလေးလေးလိုပဲနော်ဟု တဖွားဖွားယူတိုင်းစိတ်တူတတ်တော်မောင်သည်ကျမကိုတော့မကြခဏစိတ်ကောက်တတ်ပါသည်မောင်မို့စိတ်ကောက်ပြီဆိုလျင်ကျမကအမြဲရိပ်မိတတ်သည် မောင်စိတ်ောက်ပြီးဆိုလျင်နနတိုင်းကျမစီလာနေကြမလာတော့ပါစေးယုံမှလည်းမောင်နှစ်တစ်ဖွဲ့တည်းမဟုတ်၍ကျမတို့နှစ်ယောက်မတွေ့ကြပါထို့အခါကျမကညနေကြောင်းစင်လျင်အရင်တို့လာရပါသည် အခန်းထဲမှာတယောက်ထဲထိုင်၍ဖဲရိုက်နေသောမောင်ကို ကျမချောရတတ်ပါသည်အများအားဖြင့်မောင်နိလေကပါစားတယ်ဟူသာမိတတ်ပါသည်မောင်ကမကြားချင်အောင်ဆောင်နေတတ်ပါသည် မောင်သည်ညစာကိုသာအင်ရှင်ထံမှထမင်းကြယူစားပြီးနေ့လယ်စာကိုကျောင်းအနီးကစားတောက်ဆိုင်တစ်ခုခုမှာကြုံတလို့စားတတ်ပါသည်တခါတည်းရန်မောင်ပတ်ဆံပြတ်သည့်အခါနေ့လယ်စာဘူးမရှိသည့်အခါကျမတို့အဆောင်မှကျမအတွက်နိလေစာထမင်းဟင်ကို ထမင်းမူတဲ့တွင်ပြည့်တိတ်နေအောင်ထဲလာပြီးစေယုံကြီးကစာတင်ခန်းမှတီရတာရင်ဖြစ်စေ။ចောင်းကစာတင်ခန်းမှတွင်ဖြစ်စေ။ចောင်းကန်တင်မှလက်ဖြည့်တောင်းရင်ဖြစ်စေ။ ကျမတို့နှစ်ယောက်အတူစားတတ်ပါသည်ကျမကိုမောင်စိတ်ကောက်လျင်ပတ်စံပြက်နေစေကမူနေ့လယ်စားကို ကျမနှင့်အတူမစားတော့ပါအဆောင်နေတငယ်ချင်းတယောက်ယောက်ထံမှာသွားစားလျင်စားမည်သို့မဟုတ်တစ်ချက်လောက်မှမရှိတော့လျင်ဝင်းတည်တာလက်ဖေးရည်ဆိုင်မှာအကျွေးသွားတောက်မည်ပြီးဘသူနှစ်မှစကားမပြောဘဲစေယုံစင်းစရာရှိလျင်သွားမည်အတမ်းမရှိတော့လျင်နန်းရှိသူပြန်လာပြီး သူ့အခန်းချင်းလေးကကလေးပေါ်မှာမောင်လေးရဲ့လက်အိပ်ပြီးကျမလာအချို့ကိုစောင့်နေမိ။မောင်စိတ်ကောက်ပြီးဆိုလျင် ကျမညနေစာထမင်းယူထားဖို့တငယ်ချင်းကိုမာပြီးနန်းရှိသူ့အလင်းဆုံးလာခဲ့ရတဲ့၏။မောင်နေ့လေကပါစားလေ။မောင်မဖြေပါ။ကျမကမောင်အတွက်ယူလာသောစိုင်းတုံပေါင်းဖို့ကိုထောပတ်တုပ်၍တကြားဖြူကမောင်ကိုကြွေးပါသည်။မောင်သည်ပေါင်းမုတ်ထောပတ်တုပ်ကိုအလွန်ကြိုက်သည်။ တစ်ခါလောက်ကျွေးယုံနဲ့မောင်စားမီထင်းရင်မာသွားလိမ့်မည်။မောင်သည်တစ်ခါတရံစိတ်ရှိလက်ရှိကောက်နေတတ်၏။မောင်စားနေမှာတီလိုဝဲလာတာစားနော်။ဒီလောက်နဲ့မောင်စိတ်ကောက်မပြေတတ်ပါ။ကဲကဲနောက်တစ်ခါဆိုရင်တော့မောင်မကြိုက်ပဲတယောက်ထရုပ်ရှင်သွားမကြည့်တော့ဘူးနော်။မောင်စိတ်ကောက်မည်ဆိုလျင်လည်းကောက်ချင်စရာ။ကျမသည်ရုပ်ရှင်ကားတကားကိုကြိုက်ပြီးဆိုလျင်မိကဲတို့အခက်ခဲမျိုးရှိနေပါစေ ကြီးပြောင်ကြည်တတ်ပါသည်။ မောင်မြင့်ကျမအဖွဲချင်းမတူသဖြင့်အားလက်ချင်းချင်းလည်းမတူပါကျမအားလက်ချင်းတွင် မောင်ကဆေးရုံမှာကျူတိုရီရှိခြင်းရှိမည်လက်ချရှိခြင်းရှိမည်သို့မဟုတ်အောင်ဆန်းဆိုင်မှာဖဲဝိုင်းဖြစ်ခြင်းဖြစ်မည်ကျမကတော့ကျမအားလက်ချင်းဆိုရင် အဖော်တယောက်ယောက်ခေါ်၍ရုပ်ရှင်သွားကြည့်ပြလိုက်တာပါပဲအဖော်လိုက်မည်သူမရှိလဲကျမတယောက်ထဲသွားကြည့်သည် ထိုအခါမောင်ကအယမ်းစိတ်ဆိုးသည် ပထမနှစ်ကတည်းကခင်မင်းရင်းနီလာတော့ကျမနဲ့ဝါဒနာတူဇယိုက်တူယောက်ျားလေးတငယ်ချင်းနဲ့တမေတမျိုးလက်ဖက်ဆိုင်မှာစကားပြောပြကြလျင်လဲမောင်စိတ်ကောင်းမီမင်းကလေးကမင်းကလေးနဲ့ကို မတူဘူးဟုပြစ်တင်ရှုတ်ချမီမတင့်တော်တာဆိုတိတ်လှုပ်ချင်တယ်နင်းနေမှထိမ့်သိမ့်မှုမရှိဘူးဟုလူကြီးတယောက်လိုမပြီးနိုင်မစီးနိုင်အပြစ်ဆိုနေတော်သည်ရိုးရိုးသားသားစကားပြောတာပဲဥစ္စာမောင်ကလည်း သူ့မှာလည်းရီးစားနဲ့မောင်လေးအသည့်မရှိနေတဲ့ကျမကအနှင်းငယ်စိတ်ကောက်ဖို့ကြံရွယ်စေ သူကအရင်စိတ်ကောက်ပြီးသည်တကယ်ပါပဲတော့ပထမနှစ်ကလေးကခင်းလာတာအခုပဲခုနှစ်နှစ်ရှိပြီသူနဲ့ရီးစားဖြစ်မှာပဲချုပ်ချယ်တာခံရတော့တယ်မကြုံဘူးပါဘူးခင်းစားဝင်ကားဖြင့်ဝင်းမြင့်ထုံကိုစိတ်မကောက်ပါဘူးသူပဲငါ့ကိုကောက်ကောက်နေတော့တာကျမကသူကြောက်လောက်အောင် တိတ်လည်းမကျေအောင်အတန်ခတ်တိုးတိုးဖြင့်တွတ်တွတ်ညင်းညူလျင်လေ သူကတော့မကြားဟန်ဆောင်နေတာပါပဲ။ဘာရီမြန်အရေးတကြီးပြောစရာရှိလို့နှစ်နာရီသုံးနာရီကြာထိုင်နေကြတာလေ။မောင်သည်ကျမကိုယောက်ျားလေးတငယ်ချင်းနဲ့ပတ်သက်လျင်အနှဲငယ်များစိတ်မချတတ်ပါ။မောင်ကိုကျမချော့ရတော်နည်းများမှာမမှတ်မိလောက်အောင်များပြခြင်းမရှိပါ။ကျမသည်တခါတရံချော်နည်းတစ်ခုတည်းကိုသာထပ်တလဲလဲသုံးတတ်ပါသည်။ပအောင်မုတ်ထောဘတ်တုတ်ကျွေး၍ချော့သောအခြေအနေသည်တိတ်မဆိုးရသော ပတိပခတကုတလီအတွက်ဖြစ်သည်ရှုပ်ပွားနေသောမောင်အခန့်ကို ရှင်းလင်း၍မောင်ဝိစာအချို့ကိုသိမ်းအချို့ကိုလျှော့ဖို့၍မောင်အတွက်ညစာကိုပြင်ဆင်၍ချောရပြီဆိုလျင်ပတိပခနည်းနည်းကြည့်သောကြောင့်ဖြစ်သည်တိတ်ဆိတ်ဆိုးလျင် မောင်သည်ထမင်းပကံများခြိုက်များကိုပြစ်ပေါက်ရိုက်ခွဲတတ်သေးသည် တခါတုန်းကညစီတဲ့ဆောက်အယောင်ဆိုင်မှယောက်ျားလေးတငယ်ချင်းတယောက်နှင့်ပတ်သက်၍အကြီးအကျယ်စကားများခဲ့မှုသည်ကျမကတော့ ဤကိစ္စနှင့်ပတ်သက်၍ကျမအပြစ်မဟုတ်ဟုအမြင်ယုံကြည်၏။မောင်သည်ဈေးကြိုဖြစ်စေတရုတ်တန်းညာစီဖြစ်စေကျမကိုဘယ်တော့မှလိုက်မပို့တတ်ပါ။မောင်ကတမျိုးပါပဲ။မောင်အတွက် စပိုးရှက်ဝဲလေးနော်။မောင်ဘယ်တော့မှမလိုက်ချင်တတ်။ထို့ကြောင့်လေဈေးသွားလေးမောင်ကိုမခေါ်ပြစ်ခဲ့။ညာစီမှာစာအုပ်သွားဝယ်ခြင်း၊သွားရောက်ခြင်းအမှုကိစ္စတို့၌မောင်ကိုဘယ်တော့မှအာမကိုခဲ့။ တငယ်ချင်းနဲ့အတူသွားစမြဲဖြစ်သည်ညဆေးသွားသောနေ့ဤနောက်တနေ့တွင်ကျမတို့နှစ်ယောက်ဆေးဆူးကြစမြဲဖြစ်သည်တနေ့မှာတော့မောင်ကညဆေးကကောင်းနေလားအလကားကောင်းနေနေ့တနေ့ဒုက္ခရောက်မယ်ဟူသောအတိတ်ပဲမျိုး မောင်ဆက်ကအတိတ်ကြတိုင်းမမှတ်မိပါ ကျမကိုပြောလာသည်ကျမကတငယ်ချင်းဘက်မှမခံမရနိုင်ဖြစ်ပြီးမောင်ကိုပြန်အော်မိသည်မောင်နော်သူများကိုအသက်လွတ်မစော်ကားနဲ့ထွန်းထွန်းကမောင်ထက်တောင်ချစ်ကိုနားလေသည် သိရလားဤစကားတခွန်သည်မောင်ကိုပြင်းထန်စွာနာကျင်စီဟန်တူပါသည်မောင်က ကြောက်စရာကောင်းလောက်အောင်တောက်တစ်ချက်ခောက်ပြီး ကျမကိုရိုက်မလို့လက်ရွေလိုက်သေးသည်ပြီးမှ သူ့စိတ်ကိုသူပြန်ထိန်က ကျမကိုအချာကြီးငေးမောဆိုင်ကြည့်နေခဲ့သည်ထို့အခါကျမကျမစကားညီမပြင်းထန်ဆူရှာကြောင်းချိန်မိရသည်သို့တော့မတတ်နိုင်တော့ပါ အခြေအနေအလုံးလွန်ပြီးပြီး ကျမငေးကြည့်နေစေမောင်က ပြုံးပြသည် မောင်အပြုံကို ကျမမကြည့်ရပါကောင်းပြီလေဒါဆိုလဲမောင်ထက်နားလေတဲ့သူနဲ့ဘာလို့အတူမနေတာလဲထို့မြတာစကားတူတူလေးဆိုပြီး မောင်ကခြာကနေလှည့်ထက်သွားသည် ကျမကြောင်ရက်မနေပဲမောင်နောက်ကချက်ချင်းအပြေးအလွှာလိုက်သွားခဲ့သည်အဲ့ဒီတုန်းကများ ကျမဘာလို့ရမှမသိပဲတငုံငူတည်ရီကြံနေခဲ့လျင်မောင်နှင်ကျမအလွန်စောစွာလမ်းခွဲကြမည်ဖြစ်ကြောင်းပြန်တွေးမိတိုင်းယခုတိုင်ရင်ဖို့ထိတ်လန့်စေဖြစ်သည်မမှန်ရရ ထိုနေ့ကမိုးရွာနေသည်မိုးရွာနေမှန်းလဲခြံအပြင်ရောက်မှကျမတို့နှစ်ဦးတည်ကြသည်မောင်နှင်ကျမနှစ်ဦးဆေးအဖြူတုတ်ထားသောတံတားလေးပေါ်၌ယုံရင်းဆန်ခတ်ဖြစ်နေကြသည်ကိုရင်းနှီးမြောင်းထဲမှခြေတိတ်ကလေးနှစ်ဦးကအထူးအဆန်းသပွဲကြည့်နေကြသည် ောင်ဘဲမှမသွားပါနဲ့ချစ်ကိုတနာပါအောင်ကွယ်ခမ ्या ကိုနားမလဲတဲ့သူနဲ့ဘာဖြစ်လို့ဆက်နေချင်းရတာလဲသွားပါစီပေါ့မဟုတ်ဘူးချစ်နောက်ကိုမောင်မကြိုက်တာဘာတကူးမှ မလုပ်တော့ပါဘူးအိမ်ထဲပြန်လိုက်ခဲ့ပါနော်မကြည့်နဲ့ရင်ချစ်ကိုရိုက်ဖြစ်ပါမောင်ကျမကိုဘယ်တော့မှမရိုက်ဘူးပါမိုးဆူရွှဲနေမှရခုမှတတိယသွားတော့မောင်သည် မကောင်းတတ်၍လိုက်လာရသော အမှုရာမျိုးဖြင့်ကျမဘေးနားမှာပါလာသောကြောင့်ကျမပြောမိသည်မှာဘာနည်းများနိုင်၍ရမည်မထင်မှာအခန်းပြန်ရောက်တော့ငုံငုံငိုင်ငိုင်ကြီးမတက်ရက်နေသောမောင်ရဲ့အဝေးဆိုရီကျမကချွတ်ပေးလိုက်သည်လုံကြီးဆွဲချွတ်မိဟန်ပြင်းတော့ မောင်ကခမန်းကရံပြန်ဆွဲထားပြီးခလေးမဟုတ်ဘူးကိုဘသားကိုလဲမယ်ခန်းကောင်းကောင်းဆိုသည်မောင်ဘဆိုးလဲပြီးတော့အခါကျမက မောင်ရီဆူအဝေများကိုအခန်းအပြင်ကကြိုးတမ်းမှသွားလန်းသည်ပြန်လာသည့်အထီတော်မောင်ကတော့မတ်တဲရဲ့၍မျက်မှောင်ကျုံနေစေကျမမျက်နှာတုပ်ပေါ်ကိုယူ၍မောင်ဆပင်ရီဆူများကိုခြေပြားထောက်ပြီးမမီတမီလန်းတုပ်ပေးသည်မောင်ကမျက်နှာထားအနေငယ်များမလျှော်ပါခါတိုင်းသာဆိုရင်ပူလိုက်တဲ့အရက်တော့ဟုကျမကိုစတတ်တော်လဲယခုအခါအလွန်ငြိမ်သက်တွေ့ဝင်နေသည်နေပါစေခမည်းဆပင်နေလဲစိုးနေတာပဲ။ ကိုဟာကိုတုတ်တင်းငိမ့်သောမျက်နှာထားနှင့်ခက်ဆက်ဆက်ပြောလိုက်သောကြောင့်ကျမစိတ်ထဲအမြင်ကပ်လာမိသည်သို့သောကျမကချော့ပြီဆိုလျင်စိတ်ရှည်လက်ရှည်ချော့တတ်သူမဟုတ်လားမောင်ဝချစ်ကိုမုံသွားပြီလားယင်မောင်မင်းစီလုံးလုံးလေးကိုဆွဲညှိ၍မေးလိုက်သောအခါလဲမောင်ကျမကိုငုံကြည့်ပြီးဘာမှပြန်မပြောပါချစ်ကိုခွဲမသွားရဘူးနော်မောင်နောက်ကိုမောင်မကြိုက်တာဘယ်တော့မှမလုပ်တော့ဘူးနော်နောက်တစ်ခါလုံးရင်တက်ပြစ်လိုက် မောင်ကလေးမတို့ခပ်ပြေးပြေးထိုင်ချလိုက်သည်။ကျမကိုအကဲခတ်တယ်လို့မျက်နှာချင်းဆာ၍ကြည်နေသည်။ကျမကမောင်ကိုတအားဖတ်တွေ့ပြီးမောင်ပါကိုနမ်းလိုက်သည်။မောင်မပြုံးမယုံလည်းမယုံမထို့နောက်မောင်နှခံကို ကျမနမ်းပါသည်။ပထမတော့မောင်ခတ်တီတီငြိမ်သက်နေသေးသည်။နောက်ပိုင်းကျမမျက်နှာကိုတွန်းဖယ်၍ပြုံးလာပါသည်။မောင်ပါပြောတော့မြေကိုတည်နေသောကျမကလည်းမောင်ကိုတအားပြန်ဖတ်၍ မောင်နှခမ်းကိုနမ်းပြန်သည်ဖဲပါကွာနမ်းလည်းမနမ်းတက်ဖဲနဲ့အမနမ်းတက်ပါမောင်မနေနိုင်တော့ပါ ကျမကို တင်းကျပ်နေအောင်ဖတ်ပွေပြီးအတန်ထွက်အောင်ရေမိုးနေပါတော့သည်မောင်စိတ်ကောက်ပြေနေပါပြီတော်တော်ဥရဲကောင်းပါလေမောင်က ကျမကိုရင်ငွေနဲ့မြုပ်နေအောင်ဖတ်ထားရင်ရည်တန်းဟားဟားနဲ့စသည် ကျမမနမ်းတက်သည်ကိုရည်ရွယ်ပြောခြင်းဖြစ်ပါသည်ဟုတ်ပါရဲ့နော် နန်းနေဆိုတာဒီလောက်ခမန်းဤစားထားမှာပဲတီးတော်တယ်။အိုးဘယ်မှာခတ်လို့လဲ။နင်ကူကအာတာတုံးတာပြောပြီးမောင်တဟားဟားရီတော်ခါကျမသိမ့်ဆက်သွားခဲ့ပါသည်။